င်လည်းကိုဒီစုခေါင်ရောက်နေတဲ့နေရာလေးကတော့ generation farm မျိုးဆက်သစ်လေယာစားတောက်ဆန်ဖြစ်ပါလေဗျနေရာလေးကကြတော့မြချီနာစီတာဘူးတက်ကတူအနောက်ဘက်မှာရှိတဲ့လေခွင်းမှာတည်တံ့ဖွင့်ထားတဲ့ဆိုင်လေးပါဗျဆိုင်နေရာလေးကကြတော့အရန်ကို private ဆန်တဲ့နေရာလေးပါဗျတချံလုံးလေးပေါ့နော်ဂျပန်နဲ့ပွင့်နေပြီမှာတပ်ပုံရဲ့တော့အရန်လာတဲ့နေရာလေးလည်းဖြစ်ပါတယ် ကချင်ရိုးရာခေါင်းရင်အေးအေးလေးကိုတောက်ပြီးမှပေါ့နော်ကချင်ရိုးရာအစားတောက်လေးများကိုလည်းတုံးဆောင်လုပ်ပါပြီဗျာကော်ဖီချစ်သူများအတွက်လည်း generation fun ဆိုင်ကျော်ကော်ဖီလေးနဲ့လာရောက်ပြီးတိတ်လို့ရပါပြီဗျို့ လုံးအားလုံးပဲမင်္ဂလာပါရောင်ငွေပျော်ရွှင်ရောကလောင်းဒီနေ့ကကိုတိစစ်ခေါင်ကအချင်းပြည်နယ်စတာဘူရက်ွက်မှာရှိတာဗောနော်ဒီအဲလေတော့မှာဖွင့်ထားတဲ့ generation farm ဆိုတဲ့ကချင်းရွာစားတော့ဆန်လေးကိုရောက်နေတာဖြစ်ပါတယ်ဗျာเนาะအလုံးပဲဘလို့အစားတော့တူတူချားလေးရမလေးဆိုတော့ကိုကိုနေဆွနေသူအတူလိုက်စားဖို့အလုံးဖိတ်ခေါ်ပါတယ်ကဲ let's go ဗျာ

ရာလေးကကျတော့စားတော့တဲ့ခိုင်ခဲလေးပေါ့နော်ဒီနောက်ခံလေးကိုဒီစားခဲလေးပေါ့နော်ခိုင်ယူမတတ်ဘူးတက်ခလို့ဆိုအာနာနေတယ်သေးလေးနဲ့နောက်ခံကြည့်လေးမနော်ဒီနေ့ပညာလေးကိုထိုင်မမနော်ချိန်မှာစားတော့ရတာလုံးဝကိုဒီကေဘုံနောက် fresh ဖြစ်တဲ့နေရာလေးပါနော်ကြည့်ပါဦးဒီကြည်လေး ။ Wow ကဲကိုဒီစုကောင်မာထားတဲ့စားတောက်အားလုံးရောက်ပါပြီကြာနော်။ကဲစားတောက်လေးတွေကိုကြာပေးမယ်ကြာနော်။အားလေးအချာတော့အမေတာထောင်းလေးပေါ့နော်။ကိုဒီစုကောင်ကြတော့အဆက်ဒီနေဒီနော် short high ထားလို့ဒီမှာအဆက်ကတော့တိတ်တော့မဆက်ဘူးတာလေးကကြတော့နော်ဒါလေးကကြတော့ဆိုင်ရဲ့အဓိကဒီစကောတင်းင်းလေးပေါ့နော်ဒီစကောတင်းင်းကျတတ်တတ်လွတ်လွတ်ရမယ်ပြနော်ဒီမှာတတ်တကိုကြိုက်တဲ့အသားဟင်းလျာပေါ့နော်ချက်သားပြေမေတာဝတ္တအားလုံးအစုံနဲ့နော်ဖင်စားလို့ရတယ်ဒါတယောက်စားပေါ့နော်အဓိကတယောက်စားပဲ ီယိုမာကင်းနော်ဟောရှယ်ပဲပြင်ထားပေးတယ်နော်အားရငါကြည့်လိုက်ပါစလိုက်ရိုက်ပါဗျာနော်စလတ်တုတ်လေးပါဒါလက်ဆောင်ပေးတာနော်ဒါလာတဲ့လူတိုင်းကိုလက်ဆောင်ပြပေးတာလည်းတုတ်ကြည့်ရပါဗျာဒါလေးကတော့အကျော်ဆုံးဘန်းလေးပါဗျာနော်ကြည့်ကြည့်ပါအောင်ဗျာနော်အကျော်အဆုံးပဲနော်ဒီမှာဒါလေးကကျတော့ခန်းသီးကျော်ဗျာอืมก้องเลยเปียจุยยั่วนะเปะเนาะโชว์ได้แค่เนี่ยอ๋อแค่เนี่ยเนี่ยพี่ฮันดี้ပြောတာอืม อืมอี้เนี่ยเว้ยจานนี้ก็တော့อลูจองนี่ซ่าบ่าวเนี่ยจานนี้ก็เปียงโบจ่อบ่าวเนี่ยซ่าบ่าวအချင်းကအတက်ပေါ့နော်ဒီကျော်ရဲ့အချင်းအတက်ဒါမှဂျီဂျီချင်လေးပါဗျဒါလေးကကြာတော့နော်ဒီဆိုင်ရဲ့ signature ဖြစ်တယ်ပေါ့နော်ဒီလေးသင်းကျော်လေးပါဗျအကြည့်ပါဦးခင်ဗျာဒါလေးနော်ဒါသူကကြာတော့ วัดตาบ่เนาะอ้าสมเนี่ยจ่อท่าล่ะโอเคจิ้วน่ะมาจิ้วเนาะอะไรซะป่ะมั้ยเนาะบลูก้องเลยสรว่าบ่เนาะอืมก้องเลยจ้ะก็ตัวเลดิเมนจ่อท่าเนี่ยตามมั้ยเนาะเยอะๆเลยเนี่ยเนาะมะมวยเลยเนี่ยจ่อท่าล่ะรอก้องน่ะบ่อ้าได้อายป่ะเนาะอ้าได้อายไปเปียอี้ยกได้อายไปเสร็จท่าไปเลยมาดาจิ้วตะลงบ่เนาะจ้ะๆสวยนายอก တော့အနေဆုံးစားလို့ရတယ်နော်ဒါအစာကြီးရဲ့သူကြတော့တရားဘူးဆိုရတယ်อืมก็อร่อยครับเอ๊ะถ้าတော့ไซมาเนาะดีไซมาไซท์ถ้าတော့สไลด์ยัดตุ๊กเลยป่ะครับเนาะฟรีไปด่าป่ะแล้วเล็ดส่งไปด่าป่ะครับเนาะ ်လာတဲ့လူတိုင်းပေါ့နော်လာစားလူတိုင်းကဒါလေးကို free တုပ်ချိုးရပါပြဒါလေးနော်ခကြည့်ဦးမှာအလေးမီစမ်းကြည့်ဦးမယ်နော်အင်းချင်းချင်းဆက်ဆက်ဟမ်တော်ကောင်းလားရတာတော့ဆိုတော့ဒါ organic လေနော်အိမ်မှာဆိုင်မှာပဲစိုက်ထားတာနော်ဒါ Okay organic စတဲ့တာ ူရာဒီဆိုင်ရဲ့အဓိက signature ဖြစ်တယ်ပေါ့နော်ကော်ဖီလေးကိုတောက်ပြမှာဖြစ်ပါတယ်ဗျာနော်ကဲအရင်တောက်ကြည့်အောင်ပါဗျာနော်အင်းတော့ကောင်းတယ်ဗျာနော်တကယ် organic coffee သူကကြတော့သူ့အရသာကြတော့ချိုလေးမချိုဗျာနော်ခါးလည်းမခါးဟာတကူဒီစက်ခွန်ရအကြိုက်ပဲနော်ကော်ဖီကတကယ်အားလုံးပဲ ပြင်ချင်တာကိုရောက်ခဲ့လို့ရှိရမော်နော်ကြည့်ရတဲ့တငယ်ချင်းတွေနော်မိတ်ဆွေတငယ်ချင်းအားလုံးပေါ့နော်ကျွန်တော်ဒီ generation fan ကိုတစ်ခေါက်လောက်တော့လာရောက်ပြီမှာပေါ့နော်စားတောက်တွေလာရောက်တော့ဆောင်ပြပါလို့အားလုံးကိုဖိတ်ခေါ်ပြစီကြနော်တကယ်လို့ဆိုင်ကိုရဖြစ်လို့ရှိရင်ပေါ့နော်ဒီဆိုင်ကနေဂျပန်နဲ့တက်လာဖလုံးလေးရပါတယ်ဗျာနော်ကဲနောက်လာမယ့် blog တွေမှာလည်းကုတိစကားကိုအားလုံးပဲဝင်ကြပေးချပါလို့အားလုံးကိုဖိတ်ခေါ်ပါတယ်တတ်တာ